င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီနေ့ဒီဇင်ဘာလ30ရက်နေ့ထုတ်သတင်းစာ channel တွေကပြည်သက်စိတ်ဝင်စားတဲ့သတင်းတွေထုတ်နှုတ်ဖတ်ကြားပေးတဲ့အစီအစဉ်စတင်ပါပြီဒီအစီအစဉ်ကိုကျမခင်းနေမျိုးနဲ့အတူကျွန်တော်အောင်ဆန်းတို့ကထုတ်နှုတ်ဖတ်ကြားပေးပါဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုအောက်ပထမဆုံးဒီမျက်နှာဖုံးသတင်းလေးတွေပေါ့နော်ဘယ်ဟာတွေရွေးချယ်ထားလဲပြည့်ဟုတ်ကဲ့ပါပထမဆုံးမျက်နှာဖုံးသတင်းတစ်ပုတ်အနေနဲ့ရွေးချယ်ထားတာတော့မြောက်ဒီနေ့စဉ်သတင်းစာမျက်နှာဖုံးမှာတင်ထားတဲ့သတင်းတွေရွေးချယ်ထားပါတယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကင်မျိုးသားနှစ်တကူနှစ်ခန်းသားကိုတက်ရောက်တယ် ဒုတိယတစ်ပုဒ်အနေနဲ့ကတော့7 minute daily သတင်းစာညနေဖုန်းမှာတင်ထားတဲ့သတင်းလေးကိုရွေးချယ်ထားပါတယ်။မလေးရှားထောက်ပံ့ရေးရင်ဖြတ်တန်းခွင့်မြန်မာတန်ယုံကိုခွင့်ပြုချက်မတောင်းခံသေးတဲ့ပြဒနာရှာလင်းတူညီသောတုံ့ပြန်မှုရမည်ဟုသမ္မတယုံကြိုးရေးဆိုဝင်ရှိသူပြောဆိုလို့သူကညနေဖုန်းတင်ထားပါတယ်။တတိယတစ်ပုဒ်အနေနဲ့ကတော့ The Voice Daily သတင်းစာမှာဖော်ပြထားတဲ့သတင်းလေးကိုရွေးချယ်ထားပါတယ်။ VHS လေးချောင်းတိုင်းကလက်မှတ်တစ်စောင်300ချက်ပြင်ရောင်းချမိဆိုတော့ရေးချထားပါတယ်။ဟုတ်ကဲ့ marketing ဖြစ်ဆိုတော့ data အပေါ်ပါမယ်ရေးချထားတယ်။ ကဲပါအဲ့ဒါကတော့ဒီနေ့ထုတ်ဒီ daily 11သတင်းစာရဲ့စာမျက်နှာ၄ရအဲ့ဒါပေါ်လေးရွေးချယ်ထားပါတယ်။ကောင်းစဉ်ကတော့လက်တွေ့ဆန်သောမျောလင်းချက်ဆိုတဲ့ကောင်းစဉ်နဲ့ဖြစ်ပါတယ်။မျောလင်းချက်ဟူသည်ဘဝ၌လူသားအလုံးအနေနဲ့အချိန်နဲ့အမျှတွေ့ကြုံနေရသောကောင်းသောအမြင်တစ်ခုဖြစ်ပါတယ်တဲ့။သို့သောမျောလင်းခြင်းဟူသောအကောင်းမြင်ခြင်းသို့မဟုတ်ရင်းအီးဆန့်ကျင်ဘက်ဖြစ်သောအဆိုးမြင်ခြင်းကဲ့သို့ရေရှည်ဖြစ်ပေါ်နေသောစိတ်အခြေအနေတည်းရမဟုတ်ပါတဲ့။အများကမျောလင်းချက်သည်ယုံကြည်ချက်သို့မဟုတ်ခံယူချက်ကနေထွက်ပေါ်လာသည်ဟုဆိုရမှလည်းဖြစ်ပါတယ်တဲ့။ ်မျှော်လင့်ချက်သည်အနာဂတ်နှင့်ပတ်သက်သောအတွေးဟုလည်းဆိုရမှာဖြစ်ပါတယ်မိတို့ပင်ဆိုစေကမူလက်တွေ့ဆန်သောမျှော်လင့်ချက်နှင့်လက်တွေ့မဆန်သောမျှော်လင့်ချက်ဟုရှိပါတယ်တဲ့လက်တွေ့ဆန်သောမျှော်လင့်ချက်ဟာတက်ကြွသောတုံသက်ချက်ပါဝင်တဲ့လုပ်ငန်းစဉ်တရက်နှင့်ပိုပြီးတူပါတယ်ရင်းမှာအနာဂတ်ကိုချင့်တွက်ခြင်းမဆုံမနှင့်လုံလကြိုးထုတ်ခြင်းမျှော်ချက်မျှော်မှန်းချက်ထားရှိသည်နှင့်မျှော်လင့်ချက်နှင့်မျှော်မှန်းချက်ကိုသိမြင်နေစေဖို့လှုံ့ဆော်မြင့်တင်ပေးခြင်းစသည့်အမျိုးမျိုးသောဖြစ်နိုင်ခြင်းများနှင့်အကျိုးဆက်များကိုခံမှန်းတွက်ချက်ခြင်းတို့ပါဝင်ပါတယ်တဲ့ အခုလိုမျှော်လင့်ချက်များသည့်ဘဝ၌အသက်ရှင်နေထိုင်ခြင်းအတွက်အရေးကြီးသောအရာဖြစ်ပြီးဘဝကိုဖြည့်ဆည်းပေးသည့်အရာလည်းဖြစ်သည်။ဒါကြောင့်လက်တွေ့ဆန်သောမျှော်လင့်ချက်သည်ကြီးမားချက်ဖြစ်နိုင်ခြင်းနှင့်ပြောင်းလဲနိုင်သောအရာနှင့်မပြောင်းလဲနိုင်သောအရာခွဲခြားသုံးသပ်မှုတို့ပါဝင်သောတက်ကြွသည့်လုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။ဒါကြောင့်ရင်းကဲသို့သောမျှော်လင့်ချက်မျိုးသည်လုံဆောင်ချက်တချို့ကိုအကောင့်ထည့်ဖို့စိတ်ဆန္ဒကိုလုံဆောင်မှုပေးပြီးအမှန်တကယ်ဆောင်ရွက်ရန်အားပေးပါတယ်တဲ့။ ရင်းကိုဖြည့်ဆည်းခြင်းဖြင့်လည်းအနာဂတ်ကိုပြောင်းလဲစေနိုင်သည်ဟုစဉ်းစားသုံးသပ်သည့်ကမျောလင်းချက်ကလက်တွေ့ဆန်လာပါတယ်ဆိုပြီးတော့ဒီလက်တွေ့ဆန်တဲ့မျောလင်းချက်နဲ့ပတ်သက်ပြီးသွားရေးထားရပါတော့နောက်ထပ်ရေးထားတာကတော့ဒီလက်တွေ့မဆန်တဲ့မျောလင်းချက်နဲ့ပတ်သက်ပြီးထပ်ရေးထားပါတယ်ဒီလက်တွေ့မဆန်တဲ့မျောလင်းချက်ကတော့စိတ်ပြက်ခြင်းကိုသာဖြစ်စေနိုင်ပြီးတဲ့ကံကိုသာပုံချသည့်စိတ်ဆန္ဒသက်သက်တစ်ခုဖြစ်ပါတယ်ရင်းသည်စိတ်ကူးရီမှုတစ်ခုသာဖြစ်ပြီးစိတ်ကြည်နှမှုမရှိတော့ခံစားမှုမျှ ခံစားမှုများကပေါက်ဖွားလာတာလည်းဖြစ်ပါတယ်။စိတ်ဆန္ဒနဲ့အပဒကုတ်ကြိုးပမ်းအားထုတ်မှုရှိစေကမူလက်တွေ့ကျသောအခြေအရာတွေကိုသိမြင်အောင်ကြိုးပမ်းရန်ပြက်ကွက်ခြင်းကြောင့်စိတ်ရှုပ်ထွေးခြင်းစိတ်ညစ်ရခြင်းနဲ့ဒေါသထွက်ခြင်းတို့ကိုသာဖြစ်စေပါရတယ်။လက်တွေ့မဆန်တဲ့မျှော်လင့်ချက်ဟူသည့်အဆိုးမြင်ခြင်းနှင့်လည်းကွဲပြားခြားနားနေပါရတယ်။အဆိုးမြင်ခြင်းသည်လည်းဆိုးရွားသောရလဒ်ထွက်ပေါ်လာမည်ဟုယုံကြည်ထားသောအနေအထားဖြစ်နေရကြောင်းပို၍သွားဝကြသည်ဟုဆိုနိုင်ပါရတယ်။ဒါကြောင့်လက်တွေ့မဆန်သောမျှော်လင့်ချက်ထားခြင်းနှင့် ပြည်နိုးပြည်နိုးစောင့်မျှော်မှုသာအဖက်တင်မှာဖြစ်ပါတယ်တဲ့လက်တွေ့မဆန်တဲ့မျှော်လင့်ချက်မှာပြောင်းလဲနိုင်သောအရာနှင့်မပြောင်းလဲနိုင်သောအရာကိုရှင်းရှင်းလင်းလင်းခွဲခွဲခြားခြားသုံးသပ်နိုင်စွမ်းမရှိမှုပါဝင်နေပါတယ်လက်တွေ့မဆန်တဲ့မျှော်လင့်ချက်များကြောင့်မကောင်းသောအတွေ့အကြုံတွေပေါ်ထွက်လာနိုင်ပြီးလက်တွေ့ဆန်သောမျှော်လင့်ချက်ကိုပြန်လည်ထိန်းသိမ်းဖို့ဖြစ်နိုင်ခြေရှိတဲ့အရာနဲ့အခွင့်အလမ်းတွေကိုလည်းပြစည်းခြင်းတို့ဥတီသွားစေနိုင်ပါတယ်တဲ့ဒါကြောင့်လက်တွေ့မဆန်သောမျှော်လင့်ချက်သည်မျှော်လင့်ချက်ကုန်ခန်းပြီး စိတ်ပြက်နေသောခံစားမှုစီတို့ဥတီသွားစေနိုင်ပြီးဘဝအထိတ်ပဲလည်းပျောက်ဆုံးသွားစေတတ်ပါတယ်တဲ့။ဒါကြောင့်လက်တွေ့ဆန်သောမျှော်လင့်ချက်ထားရှိဖို့နဲ့ပြောင်းလဲနိုင်သောအရာတွေကိုမပြောင်းလဲနိုင်သောအရာတွေနဲ့ရှင်းရှင်းလင်းလင်းခွဲခြားသုံးသပ်နိုင်စွမ်းကအရေးကြီးပါကြောင်း Daily 11သတင်းစာကအသေးသအပ်ပါတယ်ဆိုပြီးဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါဒါကတော့မျှော်လင့်ချက်နဲ့ပတ်သက်လို့တော့ခွဲခြားစိတ်ပြသွားတာပေါ့။ဟုတ်တယ်ပါဒီလက်တွေ့ဆိုင်တဲ့မျှော်လင့်ချက်တွေပဲထားတဲ့နေပေါ့လက်တွေ့မဆိုင်တဲ့မျှော်လင့်ချက်ကတော့မဖြစ်နိုင်ဘူးဆိုတော့ဒီ editor ကထောက်ပြထားတာပေါ့နော်ဟုတ်တယ်ပါ ဆိုဒီသတင်းပေါ့နော်သတင်းဘုတ်ကတော့ဘယ်ရယူချင်တာလဲမသိဘူးရှင့်ဟုတ်ကဲ့သတင်းဘုတ်ပထမဆုံးရွေးချယ်ထားတာကတော့70 daily သတင်းသားမှာဖော်ပြထားတဲ့သတင်းလေးပါအဲ့ဒါတော့ဆမနာနှစ်မှာဖော်ပြထားတာပါစစ်တနံပို့ချနေသည်ဟုမတင်ငါသည့်ဘင်္ဂလီသုံးဖမ်းမိတဲ့ဆိုတော့သူကခေါင်းစဉ်တင်ထားပါတယ်။မောင်နှမျိုးနဲ့ရှိကြေးရွာသားများအားတဲ့စစ်တနံပို့ချနေသည်ဟုသောတရင်ရလုံချုံရေးတပ်ဖွဲ့များကနေမြေရှင်းလင်းရာမတင်ငါဖွဲ့ဘင်္ဂလီသုံးကိုဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယုံတရင်ထုတ်ပြန်ရေးကော်မတီကတရင်ထုတ်ပြန်လိုက်ပါတယ်တဲ့မောင်လို့မျိုးနဲ့ဥရှိချကြေးရွာအုပ်စုတဲ့အလဲရွာနေတောင်ရွာတွင်တွင်တဲ့လက်နက်ကင်ဆောင်ထားသောဘင်္ဂလီ၁၀ဦးသည်တဲ့ကြေးရွာသားများကစစ်တမ်းပုတ်ချနေကြောင်းတရင်ရရှိသဖြင့်တဲ့လုံလုံကြီးတပ်ဖွဲ့ဝင်များသူကတွားရောက်ရှင်းလင်းရာဒီဇင်ဘာ29ရက်နေ့နံနက်ပိုင်းတွင်အဆိုပါဘင်္ဂလီ၃ကိုဖမ်းဆီးရမိခဲ့ကြောင်းတဲ့ဖမ်းဆီးရမိသူများအားတရားဥပဒေနဲ့ညီရေးယူဆောင်ရွက်လျက်ရှိကြောင်းတရင်ထုတ်ပြန်ထားပါတယ်တဲ့ရခိုင်ပြည်နယ်မောင်းတော်မြို့နယ်ရှိ အမှတ်၁နေကြားဆောင်ရဲကိုကဲမူဌာနချုပ်ကြီးကမ်းမြင်းနဲ့ကိုတန်ကောက်ရဲကင်းစကန်နဲ့ငါးခုရနေမီရုံမြောက်ကိုတဲ့ပြီးကြတဲ့အော်တိုဘာလာ9ရက်နေ့နံနက်ပိုင်းကတဲ့အချမ်းဖတ်သမားများကအချမ်းဖတ်စီနေဝင်ရောက်ခဲ့ပြီးတော့တဲ့ရဲတပ်ဖွဲ့ဝင်ကိုကြဆုံးခဲ့ပြီးလက်နက်မျိုးစုံ50တလက်ဆိုးရှုံးခဲ့ကြအောင်အစိုးရရဲ့သတင်းထုတ်ပြန်ချက်ရသိရပါတယ်ဆိုတော့သူကထည့်ကြည့်ထားပါတယ်ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့တဲ့နေမီတီနီအေဂျင်ရေးအတွက်တက်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘူးပေါင်းစစ်ကြောင်းတွေဖွဲ့ပြီးတော့တဲ့အချမ်းဖတ်တိုက်ခတ်တိုက်ဖြတ်ရေး ဆုံးရှုံးသွားတဲ့လက်နက်များနဲ့ကြည်စံများပြန်လည်ရရှိရတဲ့အကြံဖက်သမားများအားဖော်ထုတ်ရှာဖွေဖန်ဆီးရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပါတယ်ဆိုတော့သူကဆက်လက်ရေးထားပါတယ်။နေမြေရှင်းလင်းဆောင်ရွက်ရမှာတော့တမတော်နေဖြင့်နဲ့စီးတမတော်နေဖြင့်အပြင်ဘက်အပြင်စီးပတ်လေလုံခြုံရေးဆောင်ရွက်ပေးပြီးတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ရမီရဖဒေသခံတွေနဲ့ပူးပေါင်းပြီးတော့နေမြေရှင်းလင်းမှုတွေဆောင်ရွက်ခဲ့ခဲ့ပါတယ်ဆိုတော့အစိုးရသတင်းထုတ်ပြန်ချက်ကိုကိုးကားပြီးတော့သူကရေးသားဖော်ပြထားပါတယ်ဗျ။ဒုတိယသတင်းပုံအနေနဲ့ရောမခင်ပြုစေပါအများကြီးထဲတဲ့ပြည်ချင်းတာလည်းဖြစ်နေ ဟုတ်ကဲ့ပါနောက်တစ်ခုကဒင်းထုတ်လီ Daily 11သတင်းစာကပိုင်းယူချက်ထားပါတယ်။ဆောင်းမြလေးမှာဖော်ပြထားတာပါနော်။တိုင်းနှင်းပြည်နယ်အဆင့်ဆေးရုံနိုင်မှာတန်ရှင်းလုပ်ငန်းတွေကိုလူမှုအဖွဲ့အစည်းများစွာကပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြည်အောင်စုဝင်ကြီးပြောကြားဆိုတဲ့ကောင်းစဉ်နဲ့ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်အစည်းအဝေးနိုင်အတွက်တန်ရှင်းလုပ်ငန်းတွေကိုလူမှုအဖွဲ့အစည်းများစွာကပူးပေါင်းဆောင်ရွက်စေလိုကြောင်းကျန်းမာရေးနှင့်အကသာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားလိုက်ပါတယ်တဲ့အဆိုပါပြောကြားချက်ကိုဒီဇင်ဘာလ29ရက်နေ့ကရန်ကုန်ပြည်သူ့စေယုံကြီး၌ပြင်ပအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အများပြည်သူကောင်းမှုပရဟိတအဖွဲ့ကတန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာလာရောက်ကြည့်ရှုပြီးပြောကြားခဲ့ရဖြစ်ပါတယ်တဲ့ရင်းလူမှုအဖွဲ့အစည်းကရန်ကုန်စေယုံကြီးဝင်းအတွင်းမှာတန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ်လာရောက်ပြီး ဒီဒေါက်တာမြင့်ထွေးပေါ့နော်ပြည်တော်စုဝင်ဒေါက်တာမြင့်ထွေးပြောသွားတာကတော့ကျွန်တော်တို့ကပြန်ကူညီဖို့ပါတဲ့ဆရာတို့ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့တဲ့ system ဖြစ်သွားအောင်လို့ပါဒီတစ်ဖွဲ့တည်းမဟုတ်ဘူးနောက်တစ်ဖွဲ့တွေလည်းလာရင်လာမယ်လေတဲ့စင်ယုံဦးကြီးနေလည်းပြောခဲ့ပါတယ်ယာယီဝန်ထမ်းအနေနဲ့ခန့်မှုပါတဲ့ plastic အမိုက်တွေကတော့အများကြီးပါပဲဒီလိုလုပ်နေတာကလူတွေတွင့်ရင်အမိုက်ကိုဒီတိုင်းပြစ်မချပြင်းမချတော့ဘူးလေတဲ့ကျန်တဲ့စေယုံတွေကိုကလုံမယ်ဆိုရင်တော့အကောင်းဆုံးပါတဲ့ကျွန်တော်တို့ဘက်ကလည်းဘလောက်အဆင့်ထိပံ့ပိုးပေးရမလဲပံ့ပိုးပေးနိုင်ပါတယ်တဲ့ဒါကရန်ကုန်အနေနဲ့ပါတဲ့ ။နေရီမှာလည်းဒါမျိုးကျွန်တော်တို့လုပ်သွားဖို့ရှိပါတယ်။ဒီလိုမျိုးပရဟိတအသင်းတွေဒတိုင်းပြည်လုံးအနေအနေထားအတိုင်းအတာနဲ့လုပ်ရင်တော့ကောင်းတာပေါ့ဆိုပြီးတော့ဒီဒေါက်တာမြင့်ထွေးကတော့လာရောက်တည်ရှိပြီးတော့ပြောသွားတယ်ပေါ့နော်။ ဒီပရဟိတပေါ်ဒီအများပြည်သူကောင်းမှုပရဟိတအဖွဲ့ကသူတို့လာရောက်ပြီးတော့လုပ်ပေးတဲ့အဖွဲ့ကပေါ့နော်တောင်ဝင်းရှိသူတယောက်ကပြောသွားတာကလည်းကျွန်တော်တို့နောက်လာရီမှာလည်းတဲ့တခြားမျိုးနယ်ကဆေးရုံတွေဘာသာရေးအဆောက်အုံတွေမှာလုပ်ပေးဖို့စီစဉ်ဆောင်ရွက်နေပါတယ်တဲ့မျိုးနယ်တိုင်းမှာဆွန်လောင်းအသင်းတွေကလည်းပရဟိတမောင်နှမတွေပေါင်းစည်းပြီးတော့အခုလိုလာရောက်တန်ရှင်းရေးတွေလုပ်ဖြစ်ပါတယ်တဲ့အဖွဲ့လေးဘက်ခွဲပြီးလုပ်ပါတယ်တန်ရှင်းရေးပိုင်းတွေလုပ်ဖို့လည်းကျွန်တော်တို့ဆေးရုံကြီးကိုတလားတစ်ချိန်ဝင်နိုင်အောင်တူးဆသွားမှာပါတဲ့တခြားသောမျိုးနယ်တွေမှာရှိတဲ့ဆေးရုံတွေကိုလည်းတန်ရှင်းကောင်းမှုအောင်ပူပေါင်းလှုံ့ဆော်သွားပါမယ် လူငယ်ပိုင်းတွေကိုလည်းစီယုံမီတန်ရှင်းရေးဆောင်ရွက်မှုတွေလုပ်သွားပါမယ်ဆိုပြီးတော့ဒီ brighter ဖွဲ့ကတော့ပြောသွားတယ်ပေါ့နော်။နောက်ဆုံးမှရေးထားတာကတော့အခုတန်ရှင်းရေးလုပ်ငန်းမှဆောင်ရွက်နေတဲ့အသင်းကိုလည်းတမြန်မာတန်နဲ့ရုပ်မြင့်တန်ကြားကတဆင့်အမေဖြစ်ကဏ္ဍတွေထည့်သွင်းပြီးဒတိုင်းပြည်လုံးအတိုင်းအတာနဲ့လူငယ်အဖွဲ့အစည်းလူမှုအဖွဲ့အစည်းတွေကစေယုံတိုင်းမှာတန်ရှင်းရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်စီလိုကြောင်းပြောင်းစုဝင်ကြီးကထည့်သွင်းပြောကြားသွားပါတယ်တဲ့။အများပြည်သူကောင်းမှု brighter အဖွဲ့ကရန်ကုန်စေယုံကြီးကိုဝင်အတွက်မှာဒီမျက်စိလဲတာအမိုက်ကောက်တာတွေအပြင်အများပြည်အများသုံးတန်ဆင်ခန်းတွေကိုလည်းစေကြောချင်းတို့ပြုလုပ်ခဲ့ပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဟုတ်ကဲ့ပါဒါကောင်းမွန်တဲ့ဟာပေါ့နော်ဒီ brighter ဖွဲ့စည်းရလည်းများလာတယ်ဒီလိုမျိုးစီယုံကြီးတွေဆိုတော့ဒါ brighter ဖွဲ့တယ်နော်မပေါ့ဝင်တိုင်းလေးပါစိတ်တည်းပြုပြီးပြောင်းလဲသွားနိုင်တဲ့အချက်တွေပါဒီလိုမျိုးဟိုတန်ရှင်းရေလုံနေတာမြင်တော့မှိုက်ပြမဲ့လူတွေကလည်းအဟမ်းဒါတခုတော့ဖြစ်သွားတာပေါ့နော်ဒီစီကံပြက်နေတဲ့ဟာတွေကိုတစ်ဖက်ဖြစ်နေပြုပြင်ပြောင်းလဲဖို့တော့ညှိုးလင်းရတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတို့သတင်းနေနေကတော့နောက်ဆုံးတစ်ပုဒ်ပေါ့နော်အဲ့ဒါကတော့တို့ the voice daily သတင်းစာမှာပေါ်ပြထားတဲ့သတင်းလေးကိုယူချင်တာပါအဲ့ဒါကတော့ fish seminar number ဆမနာ၃မှာပေါ်ပြထားတဲ့ကြင်လေးပါ တက်စီခီးစင်များကိုတဲ့ချင်းချောက်လူရည်သည့်အဖွဲကိုဖမ်းပြီးဆိုပြီးတော့ခေါင်းစဉ်တင်ထားပါတယ်အငားရင်တက်စီပေါ်မှာပါလာတဲ့စီနင်းစီနင်းလိုက်ပါလာတဲ့ခီးစင်များအာချင်းချောက်လူရည်သည့်အမျိုးသား၄ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းတဲ့ဒီဇင်ဘာ29ရက်နေ့ကဂျုံနန်းဒေသကြီးရဲဖွဲ့ရုံထံမှာတီးရပါတယ်ဆိုပြီးတော့သူကရေးသားထားပါတယ်စီဝီတာမျိုးနယ်မှာနေထိုင်တဲ့နေထိုင်သူအသက်22နှစ်ရွယ်မြတ်သူအသက်19နှစ်ရွယ်ရဲကျော်ခချစ်သူတို့ကိုတဲ့အငားရင်ပေါ်လိုက်ပါစီနင်းသည့်ခီးစင်များပေါ်ချင်းချောက်လူရည်မှုဖြင့်ဒီဇင်ဘာ22ရက်နေ့က ရင်းမြို့နယ်နာမြင်တော်စလီရက်ွက်တွင်တသေကံရင်နှင့်အတူဖမ်းဆီးရမိခဲ့ပြီတဲ့ကြံပူပေါင်းပါဝင်သည့်ဘီလာခကိုမျိုးခဇင်ကိုဦးနင်းတဲ့ဘူးစည်းခတပ်ဦးမောင်ခရဲထက်နိုင်တို့ကိုတဲ့ဒီစမ24ရက်နေ့နဲ့25ရက်နေ့တွင်ထပ်မံရရှိခဲ့ကြောင်းတဲ့ဂျုံတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်တဲ့ကားကားစီးတဲ့ရွှေပြည်သားကအမျိုးသမီး2ဦးဓားထောက်6လှမ်းပြီးတော့တောင်းယူမှုကနေတဲ့ကွင်းဆက်ရလာတာပါတဲ့သူတို့အနေနဲ့သူတို့အနေနဲ့ အရင်တုန်းကလည်းဒီလိုပဲကျူးလွန်ထားတဲ့ပြစ်မှုအပေါ်မှာတခြားနှစ်ယောက်လည်းရှိသေးတယ်ဆိုတော့ခရံရဲတပ်ဖွဲ့တွေကတီးရတဲ့တွေ့တဲ့ခရံရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းဖမ်းဆီးခဲ့တာပါတဲ့အခုတော့သူတို့တွေကိုသက်ဆိုင်ရာစခန်းတွေမှာအမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်ဆိုပြီးတော့၎င်းကကြိုးပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ရွှေသာမျိုးနယ်ဝါတရာဆက်မှုဇုံအနီးမှာလည်းတဲ့၎င်းတို့ဖွဲ့ကဒီဇင်ဘာ2လ22ရက်နေ့ကတစီပေါ်လိုက်ပါစီနင်းခဲ့တဲ့အမျိုးသမီး2ဦးကိုတဲ့ဓာတ်ထောက်ပြီးတော့ရှိတာကုံပွေးဟုချင်းချောက်တောင်းခံမှုကြောင့်တဲ့ဒီဇင်ဘာ16ရက်နေ့ကလမ်း လန်တာမြို့နယ်တမကုန်းအဝိုင်းနီးမှာတဲ့မိမိညာတဲ့ဦးကိုလည်းတဦးကိုလည်းတဲ့အဲ့လိုပဲဓာတ်ထောက်ချင်းချောက်ပြီးတော့ဖုန်းလေးနဲ့ငွေကြေးတွေကိုယူဆောင်သွားပါတယ်ဆိုလို့ရေးသားထားပါတယ်ဒီနောက်ဆုံးဖော်ပြထားတာပေါ့နော်အငားရင်ပေါ်လိုက်ပါစီနင်းခဲ့ဒီခီးစင်များကိုတဲ့ချင်းချောက်လူရက်တီဟုဆိုတော့၎င်းတို့လေးကိုတဲ့ရာသကြီးပုံမှန်39နှစ်ဖြင့်တဲ့တဆိုင်ရရဲစခန်းများမှာအမှုဖွင့်ဆောင်ရွက်ထားရှိပြီးတဲ့သစ္စေခံပစ္စည်းများကိုဆက်လက်သိမ်းဆည်းလျက်ရှိကြောင်းဆိုတော့ရန်ကုန်တိုင်းဒေသကြီးတစ်ဖွဲ့ရုံမှာသိရပါတယ်ဆိုတော့ရေးသားဖော်ပြထားပါတယ် ီကောင်ကတော့ဒီရန်ကုန်မြို့ထဲမှာမကြာခဏဖြစ်နေကြလူရက်မှုတွေပေါ့နော်ဒါကဒီလိုဖမ်းမိတယ်ဆိုတဲ့တဲ့ကတော့ဝမ်းသာကြပါစီးတဲ့ခီးတဲ့တွေကိုချင်းချောက်တဲ့ပေါ့နော်သူတို့အဲ့လိုအုပ်စုဖွဲ့ပြီးလုပ်တဲ့အဖွဲ့ကိုဖမ်းမိသွားတာပေါ့နော်အဲ့လိုပုံမှန်ပေါ့ဟုတ်ကဲ့ပါရှင့်အဲ့တော့ဒီနောက်ဆုံးအစီအစဉ်ပေါ့နော်နောက်ဆုံးအစီအစဉ်ကတ်တွန်းကတော့ဒီနေ့ထုတ်ဒီ7 Daily က7/29ကညှိနှိုင်းထားပါတယ်။ဟိုဟာဒီမှာဖော်ပြထားတာကတော့ ခုံနှစ်ခုံနဲ့လူနှစ်ယောက်ပေါ့နော်ခုံဘက်ဒီဘက်ထိုင်နေတယ်ဒီဘက်ခုံမှာတော့ထိုင်နေတဲ့လူကိုရေးထားတော့မီဒီယာတဲ့ဒီဘက်မှာတော့ဘာမှမေးထားပေမဲ့ထုံးစံအတိုင်းခေါင်းပေါင်းနဲ့တိုက်ပုံနေတယ်ပေါ့နော်သူတို့အဲဒီဘက်ကလူကခုံအမြင့်ပေါ့အဲခေါင်းပေါင်းနဲ့လူကသွားနေပြီးတော့ဒီဘက်မီဒီယာဆိုတဲ့လူကိုလှမ်းပြောလိုက်တာကတော့အသွင်ပြောင်းကာလာမှာတဲ့ငါတို့တော့တားကောင်ဖြစ်ပြီလို့ထင်ခဲ့တာလက်ဆတ်တော့မောင်ရင်တို့ဖြစ်နေတာကိုဆိုပြီးတော့သူကလှမ်းပြောလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါ ဟုတ်ပါဘူး။အဲဆိုရင်ဒီကတ်တုန်းလေးနဲ့ပဲဒီနေ့ထုတ်သတင်းစာ channel တွေကပရိသတ်စိတ်ဝင်စားတဲ့သတင်းတွေထုံထုံဖတ်ကြားပြီးရဲ့အစီအစဉ်ပြီးဆုံးပါပြီ။ဒီ video ကိုကြည့်ရှုနေတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်။